တယောက်ရှိတဲ့အချိန်မှာကြော်ကြော်မြင်နေတာရှင်ပြောတာဟုတ်တယ်အဲဒါဘဲတော့ပဲရွေးတာလေကွာဘဲတော့သူကစိတ်ထဲမှာဘလို့ခုနေသူဒီရှေ့ရက်တွေမှာရောအခုသူကြံခဲ့တဲ့အချိန်မှာဘလို့ပြောတဲ့ငါမသိဘူးကျွန်တော်ဘက်ကတော့အတက်နိုင်ဆုံးအကောင်းဆုံးကင်မရာရှင်မြင်အောင်ဂျိုးတာတယ်ဒါမဲ့သူတို့ဘက်ကတော့ကျွန်တော်ကိုမကြိုက်တာလည်းဖြစ်ဖြစ်မယ်သူတို့ဘာသာတခြားသူကိုစိတ်ဝင်စားရှိလို့ရှင်ရှိမယ်အဲဒါကြောင့်မို့လို့ကျွန်တော်ဘလောက်ပဲကင်မရာရှင်မြင်အောင်ဂျိုးတာကျွန်တော်ကိုဖုန်းမပေးဘဲသူတို့ပေးနေတဲ့သူတော့ပေးတာမျိုးလည်းဖြစ်နိုင်တယ်ဘာတိုင်းပြောလို့ရှင်တော့ဒီ game ဆော့မယ်ဟာမှာ အော်ကတော့ပြပိုလုံးနိုင်မယ်ပထမကတွေးရပေါ့။ဒါဆိုအရက်လဲပိုရှိပြီဆိုတော့ပိုနိုင်မယ်လို့ထင်တာ။ဒါပေမဲ့ဒီနေ့ကြည့်လိုက်တဲ့ဟာပေါ့။ကြာအတန်မိုးကပိုပြီးတော့လုံးနိုင်လဲဆိုတော့အော်မဆိုးဘူးကွာ။အားကိုကျင်စရာကောင်းတယ်လို့လည်းဆိုတွေးမိရပေါ့။ Love is so powerful ဗျာ။အချင်းနဲ့ပတ်သက်ရင်အချင်းကအားလုံးလုံးနိုင်တယ်ဆိုတာကျွန်တော် message ပေးချင်တာ။ ကျိုင်းနေတတ်တဲ့အမျိုးသမီးနဲ့ဆိုကျွန်တော်ပါမဆိုလုံနိုင်တယ်ဆိုရဲဟာကျွန်တော်ပြကျင်လို့ပြင်ပိုင်းမှာကျင်တော့ तू က plea ခဲ့လို့ပုံစံဖြစ်နေတယ်ဒါပေမဲ့ तू က plea ခံရလို့ဖြစ်နေတယ်ပေါ့နော်အဲ trauma ရှိနေတယ်ဩအနေနဲ့တယောက်တည်းအဆင်ပြေနေနေတာမျိုးမဟုတ်ပဲနဲ့ तू နဲ့အဲ့လိုအဲတစ်ချက်တော့ပြန်ကြည့်ရမှာပေါ့နော် trauma ကြီးလည်းပြုပြင်ပေးမယ်ပေါ့နော်ဘူးဆိုင်တယ်ပြီးသွားလို့ရှိရင်အရင်ပတ်မှာဘာလို့နေလဲ तू ကြည့်ပြီးရေပေါ့နော်သူကိုသူထန်အချင်းဘက်ကိုပို့ပြီးတော့ဥတည်ရဲအဲ့အမျိုးသဘောကျတယ်ဘာလို့မကြည့်ရတော့မင်းတို့ကိုကြည့်ခိုင်းတာအဲ့လေကြည့်ခိုင်းတာပြန်ကြည့်ပြန်ကြည့်မရဘူးပြန်ကြည့်ကပဒိမ့်မှာတော့နည်းနည်းအကျိုးရုပ်နေတာဒီလားအမှန်တိုင်း honestly ပြောရင်ဒီကောင်လေးကဘာကြီးပြောနေလာလာလုတ်ပြရနေဗျာဒီလားတော်သေးလို့ကိုပန္နာလည်းအဲ့လိုလုတ်ပြရမကြိုက်ဘူးဒီမှာကျွန်တော်ရဲ့ပါအချက်ကိုကြိုက်တယ်ဟုတ်ပြီကောလုံးနေတယ်ပြောရတယ်ချိုးလိုက်တဲ့ပြောရတယ်ပေါ်တင်အဲ့လိုမျိုးပါဖြစ်တာအဲ့လိုဖြစ်တဲ့တဲ့ မလိမ့်တာသူစိတ်တော့သူအဲ့လိုလူမိုက်လိုခံစားတယ်။မြုံရဲလေနော်ချစ်ချင်းကြီးမနေရမှတတက်နဲ့သူတို့တွေကအရင်တပူတိုးရဲဖြစ်ပြီးမှအခုကိုဘက်စီရောက်လာတော့ကိုကမကြီးပဲတည်ရမလားကြိုင်စောင့်နေတာကလာမဲ့သူနဲ့မကြီးတွေ့လိုက်မယ်လို့ဆုံးဖြတ်ပြီးသားဆိုတော့ဩစပင်ထုံးလာတယ်လို့လိုက်တယ်။နည်းနည်းလေးဒီတော့အမြင့်ဆုံးတည့်တည့်ချင်းကိုလို့ချင်းဒီလိုချတာနည်းနည်း Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။